ကျွန်တော်ပြင် နောက်ထပ်ကောင်းလေးချောချောလေးလည်းရှိပါသေးရဗျ။ဟုတ်ကဲ့ပါ။အဲ့တတောင်းချက်ပါခင်ဗျာ။တို့ပြင်နောက်ထပ်ကောင်းလေးချောချောလေးလည်းရှိပါသေးတယ်နော်။ marketing စင်တာ။အဲ့တော့မွေငါးပြင်နောက်ထပ်ဘလို့အရာလေးတွေရှိပါသေးလဲဆိုတာမျိုးမဟုတ်ဘူး။မွေငါးကဘလို့ရတာရှိပါတယ်ဆိုတာမျိုးမဟုတ်ဘူး။ဒီကောင်လေးတွေအပြင်နောက်ထပ်ကောင်လေးတွေချောချောလေးတွေရှိပါသေးတယ်ဆိုတော့မင်းတို့ကမွေငါးရောင်းတာလားမင်းတို့ကိုမင်းတို့ရောင်းနေတာလား။ အားလုံးပဲမင်္ဂလာပါဗျာရန်ကုန်မြို့ကတတောင်းကြက်တံမုံရင်ကားဘာ ड़ी ကောင်းနေလဲဘာ ड़ी ပါလဲဘယ်နေရာမှာရှိလဲကြည့်ရအောင်အဲမလောက်ကိတ် ဒါတော့ခုတလောအရန်ရန်ကိုနာမည်ကြီးနေတဲ့ရန်ကုန်မြို့ကတတောင်းချက်တန်မိုးင်းကားမိုးင်းကားတပွဲကိုတတောင်းချက်နဲ့ရောင်းတယ်ပြီးတော့ပေးထားတဲ့ promotion တွေ marketing တွေကတော့အရှင်လေးတွေမှာကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်တီးတန့်ဖြစ်တည်နေတဲ့မိုးင်းကားဆိုင်မှာမိုးင်းကားတပွဲကိုတတောင်းချက်နဲ့ဒီလိုမျိုး promotion တွေနဲ့ရောင်းချနေပါတယ်အရင်ဆုံးကြည့်ပါဦးမယ် အဲ့တော့ပထမဆုံးလုပ်တဲ့စိုင်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ချိုးဧည့်သည်နဲ့မရင်းနှီးသေးလားတွေတော့နည်းရှိပါတယ်ဗျ။ကျွန်တော်တို့အခက်အခဲလုံးဝမရှိပါဘူး။ကျွန်တော်ပြင်နောက်ထပ်ကောင်းလေးချောချောလေးလည်းရှိပါသေးဗျ။ဟုတ်ကဲ့ပါ။အဲ့တော့တောင်းချက်ပါခင်ဗျ။တို့ပြင်နောက်ထပ်ကောင်းလေးချောချောလေးတွေလည်းရှိပါသေးတယ်နော်။ marketing စင်တာ။အဲ့တော့မွေငားအပြင်နောက်ထပ်ဘလို့အရာလေးတွေရှိပါသေးလဲဆိုတာမျိုးမဟုတ်ဘူး။မွေငားကဘလို့ရတာရှိပါတယ်ဆိုတာမျိုးမဟုတ်ဘူး။ ဒီကောင်လေးတွေအပြင်နောက်ထပ်ကောင်လေးတွေချောချောလေးတွေရှိပါသေးတယ်ဆိုတော့မင်းတို့ကမိုးရင်းကားရောင်းတာလားမင်းတို့ကိုမင်းတို့ရောင်းနေတာလား ပလေတင်ကလေကျွန်တော်ပါတဲ့ပလေတင်လေးကတော့အကျော်ရဲငဖယ်ရဲဘဲဥရဲတခါလေးပါပီတာအောင်ခင်ဗျဆုတ်ကလည်းနအိုးပေးပါခင်ဗျညအချုံမလုံးဝမတုံးထားတဲ့အတွက်ကြောင့်ဒီကျမ်းမိုင်နေလည်းယူပါရဲ့ဗျကျွန်တော်မွေကတပွဲပလေတင်လေးမှာတခါလေးပါပီတာဆက်ကလေးကတော့ဘဲဥပါမယ်ငဖယ်ပါမယ်အကျော်ပါမယ်ခင်ဗျဟုတ်တခါလေးပါပီတာပါဗျဟုတ်ဆုတ်ကလည်းနအိုးပါမယ်ဗျဟုတ်တအိုးကထက်စားဖို့အနေနဲ့တအိုးကတောက်ဖို့အနေနဲ့အဲ့တော့ပတ်စံ2000ရှင်းစားလို့ရတဲ့မွေင်းကားက ဒီနေရာမှာ1000လောက်ပေးရမယ်တိတိကျကျပြောရင်1500လို့သိရတယ်အဲ့တော့ဒီမိုးဝင်းကောင်ဘယ်လိုလူတွေစားတာလဲသူတို့ကမိုးဝင်းကောင်ကိုရောင်းတာဟုတ်ရဲ့လားမိုးဝင်းကရဲ့အရသာကိုရောင်းတာကိုဟုတ်ရဲ့လားသူတို့ကဘာတွေကို ရောင်းပြီးတော့ဘယ်လိုလူမျိုးတွေက လာရောက်အားပေးနေကြတာလဲဒီလိုမေကွန်းလေးတွေနဲ့အတူ ကျွန်တော်တို့ဆက်ပြီးတော့ကြည့်ပါဦးမယ်အကောင်းတာရေးဟာဟာ hồ nhang của mày đấy hồ nhang của mày đấy đi nhang đi nhang của mày đấy à à mang lên một con này à cái gì trâu này quá ta mới cả món nha nhỉ à thế <laughs> 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 mà mang lên တတ်မှာလေမွေးကတောင်းသေးလားနော်ကြည့်ရောမွေးကလေးကောင်းတယ်နော်ဒီဘွေးကအတန်ဆုံးပဲ။ဘူးတော့လိုက်တာ။အဲဘွေးကလည်းတော်တာ။ပုံကုန်ကြရတာ။ဒါကတော့ရွှေကုန်းတိုင်းမှာရှိတဲ့ဟိုတယ် KBA ကမွေးကဆိုင်မှာညပိုင်းကျမှဖွင့်တယ်ည၈နာရီနေ၁၂နာရီအထိဖွင့်တယ်လို့သိရတယ်။ နော်မဝင်ကားသွားစားရင်မဝင်ကားတပွဲကိုတထောင်ကျော်ပေးရတယ်နော်ပြီးလို့ရှိရင်ဒီလိုမျိုးအင်ကြီးမဝင်ဖဲနဲ့ကတ်တက်တယ်လို့လို့မကတ်တက်တယ်လို့နဲ့ကပြတဲ့ကောင်လေးတွေရှိတယ်အဲ့တော့တေချာတာတခုကတော့ဒီလိုမျိုး marketing ကကျွန်တော်တို့အင်ကြီးဖြစ်တဲ့ထိုင်းနိုင်ငံဘက်ကနေကူးဆက်လာတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ထိုင်းနိုင်ငံမှာကနိုင်ငံသားခီးသွားတွေအများကြီးများကြီးရှိတယ်ဗျနော်အဲ့တော့သူတို့မှတစ်နှစ်တစ်နှစ်နိုင်ငံခီးသွားတွေတန်းနဲ့ချီလာတယ် ဆိုင်တွေကလည်းအများကြီးအဲ့လိုထဲမှာမှတဆိုင်နဲ့တဆိုင်အပြိုင်ဆိုင်အနေနဲ့စမ်းသစ်တဲ့ marketing စင်းနီးတွေ promotion နီးတွေနဲ့တဆိုင်နဲ့တဆိုင်အပြိုင်ဆိုင်လုပ်ကြတယ်အဲ့ဒီအပေါ်မှာဒီလိုမျိုးမျိုးသားတွေကဗလာတောင်းတောင်းနဲ့အင်ကြီးချွတ်ပြီးတော့နော်စားတော့ဆိုင်တွေမှာစပွဲထိုးတယ်ကပြဖြော်ပြတယ်ဒီလိုပုံစံနေနဲ့ထိုင်းနိုင်ငံမှာခက်စားနေကြတာကြာခဲ့ပြီအဲ့ဒါကိုမြန်မာနိုင်ငံမှာအခုလိုက်အတူခိုးပြီးတော့မိုးရင်းကားဆိုင်ကျွန်တော်တို့မြန်မာတွေရဲ့ traditional ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ရိုးရာအစားတော့မိုးရင်ကားအဲ့ဒီမိုးရင်ကားကို တွဲပြီးတော့ဒီလိုမျိုးအင်ကြီးချွတ်ပြီးတော့ကပြဖြောပြေနေတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ရဲ့ traditional နဲ့ food ကျွန်တော်တို့ရဲ့ရိုးရာအစားတော့နဲ့တွဲလိုက်တယ်ဂျုံစရာတော့နည်းနည်းကောင်းသွားတယ်ဗျာမှန်တမ်းပြောရတယ်တိတ်တော့အဆင်ပြေမနေဘူးဗျာနော်အဲ့တော့နိုင်ငံသားကနေပြီးတော့ထိုင်းနိုင်ငံကနေဒီဘက်ကိုကျွန်တော်တို့မြန်မာဘက်ကိုရောက်လာတာမှန်တယ်ဒါလိန်လို့မရဘူး ဒါပေမဲ့ကျွန်တော်တို့နိုင်ငံကကမ္ဘာလဲခီးသွားတွေအများကြီးရှိနေတဲ့နိုင်ငံမျိုးလည်းမဟုတ်ဘူး။အေးချမ်းချမ်းတာတာရရနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ပျော်စရာကောင်းနေတဲ့လုံခြုံမှုရှိတဲ့နိုင်ငံမျိုးလည်းဟုတ်မနေဘူး။အဲ့လိုမဟုတ်နေတဲ့နိုင်ငံမျိုးမှာအဲ့လိုမဟုတ်နေတဲ့မျိုးမှာညပိုင်းတကောင်းတလွဲမှာဒီလိုမျိုးအင်းကြီးချွတ်ပြီးတော့ဖြော်ပြေနေဖြော်ပြေတဲ့ဝင်းကားဆိုင်တစ်ခုပေါ်ပေါက်လာတယ် ဘလို့အာမခံချက်မျိုးနဲ့ဘလို့ပန်းရဆန်ရတွေနဲ့ဖွင့်လဲတော့ကျွန်တော်တို့လည်းမသိရဘူး။ဒီကြတာတခုကတော့ကျွန်တော်တို့မြန်မာတွေရဲ့ဂျိုးရံဖြစ်တဲ့မွင်ကားကိုဒီလိုမျိုးစောက်ပေါက်လို့ပဲစားဂျွန်စရာကောင်းတဲ့ပုံစံမျိုးနဲ့ရောင်းတာကတော့သဘောကျစရာမရှိဘူး။ဒါကျွန်တော်တယောက်တည်းအမြင်ဖြစ်တယ်။ကျွန်တော်နဲ့အမြင်တူတဲ့လူတွေလည်းရှိကောင်းရှိပါလိမ့်မယ်။ဒီကြတာတခုကတော့မွင်ကားတပွဲကိုတထောင်ဆိုတာမျိုးကတော့ဗျာ။ အခြေခံလူတန်းစားတွေအတွက်ရည်ရွယ်တာမဟုတ်ဘူးဆိုတာတော့သိကြတယ်အခြေခံလူတန်းစားတွေကလည်းဒီလိုမျိုးဒီလိုမျိုးကြောင်တောင်တောင်ကောင်တွေကိုသွားပြီးတော့ဖုန်ကြောင်မှုနှာဘူးထဖို့လောက်အချိန်မရှိဘူးတနေ့တနေ့ကိုမိသားစုစားဖို့တောက်ဖို့တနေ့လုံးမှတနေ့စားရဖို့အတွက်ကိုမနှဲကိုစူးစမ်းရုံးကန်နေရတယ်သိကြတာတစ်ခုကတော့မလောက်မငှနဲ့ရုံးကန်နေကြတဲ့မိသားစုတွေများပါတယ်ကိုယ့်ရဲ့မိသားစုနဲ့ခွဲပြီးတော့တနေ့တကြီးမှာတခြားနိုင်ငံတွေမှာသွားပြီးတော့ အလုတ်လုပ်နေရတဲ့လူတွေလည်းအများကြီးပဲဒီလိုလူမျိုးတွေကတော့သိကြတယ်ဗျာဒီလိုမျိုး အပျော်ရှာဖို့ပွန်ကြောင်ဖို့နှာဝူးထားဖို့တော့ဘလို့မှမဖြစ်နိုင်ဘူးကျွန်တော်တို့နိုင်ငံမှာက အခြေခံနင်းပြဘဝနဲ့ရေပေါ်စီလူတန်းစားနဲ့ဆိုရင်ဘလို့ကများမယ်ထင် အခြေခံနင်းပြဘဝတွေကပိုများတယ်ဗျာသိလားအဲတော့အိမ်ထဲမှာမိသားစုတွေမလောက်မငှနဲ့တူတူတိတ်တိတ်ရှားတောက်နေတဲ့အချိန် ဘယ်ချိန်ဘုံကျဲမလဲမသိပဲနဲ့ဘုံခိုအကျင်းထဲမှာမိသားစုရဲ့အားလုံးဝင်ပြီးတော့ထမင်းမစားဟင်းမစားနဲ့ဒုက္ခရောက်နေတဲ့အချိန်ခလေးလေးတွေစစ်ရှောင်လို့မစားရမတော့ရပဲနဲ့ဒုက္ခများနေတဲ့အချိန်အဲ့လိုအချိန်မှာဒီလိုပေါ့လို့ပဲသားတွေအင်ကြီးချွတ်ပြီးတော့ကပြဖြော်ပြနေတဲ့ဟာတွေကိုသွားပြီးတော့ကြည်နူးနေတဲ့ရေပေါ်စီလူတန်းစားတွေခမရတို့ကိုကြီးမစားရင်နေပါ ကိုနိုင်ငံဘာဖြစ်နေလဲဆိုတာကိုသိပြီးတော့နည်းနည်းလေးတထောင်တနေရနေကိုချင်းစာပြီးတော့နည်းနည်းလေးလှည့်ကြည့်လိုက်ဖို့သင်ပါတယ်ဒီလိုမျိုးဒုက္ခဒုက္ခတွေနဲ့ကျွန်တော်တို့အခြေခံလူတန်းစားနင်းပြဘဝတွေဒုက္ခရောက်နေတဲ့အချိန်မှာကျွန်တော်ကဒီလိုမျိုးအမြင်မတော်တဲ့ဒီပေါ်စီ လူတန်းစားတွေသာတတ်ဆိုင်တဲ့ကိစ္စတွေကိုတီးတန့်တကူတကတကုတ်တရကိုပြောနေရအောင်မှာ ဖြစ်ပါတယ် အဲ့တော့ကျွန်တော် channel ကိုကြည့်ပြီးတော့မကျင်တဲ့လူအစင်မပြေတဲ့သူတွေလည်းကြော်သွားလို့ရပါတယ်ကျွန်တော် channel ကတော့ဒီလိုဆောက်တလွဲတွေဒီလိုဆောက်တလွဲပောက်ကရတွေကိုတီးတန့်ဗလိန်သွားမဲ့ channel ဖြစ်ပါတယ်မကျင်တဲ့သူများလည်းကြော်သွားလို့ရပါတယ်အဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့မြန်မာရိုးရာစားတောက်တစ်ခုဖြစ်တဲ့မိုးရင်းကားနဲ့ဒီလိုမျိုးယွန်စရာကောင်းတဲ့ဖြော်ပြမှုနဲ့တွဲထားတာတစ်ချက်အရာရာဒုက္ခဒုက္ခများစွာနဲ့မတည်ငြိမ်နေတဲ့ မလုံးဂျုံနေတဲ့ကျွန်တော်တို့နိုင်ငံမှာဒီလောက်ထိအင်ကြီးတွေချွတ်ပြီးတော့ပျော်ပျော်ပါပါမြူတုကခုံ နေစရာဘာဆောက်ကြောင်းမှမရှိဘူးအဲ့လိုမျိုးလှုပ်ချင်ရင်ခင်ဗျားတို့ private club ဖွင့်လိုက် KTV ဖွင့်လိုက်အဲ့မှာခင်ဗျားတို့လူမမြင်သူမမြင်ပျော်လို့ရတယ်ဒီလိုမျိုးလမ်းမဘေးကြီးမှာတယုံယုံ တဝုံဝုံနဲ့အင်ညွတ်ကြီးနဲ့လူမြင်မတော်သူမြင်မတော်ကပြတဲ့ပုံစံနေနဲ့ လူမြင်ခွင့်ကြီးမှာလောက်တာမျိုးကတော့အမြင်မတင်တော်ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်။အဲဒါကြောင့်လဲကျွန်တော် channel ကနေပြင်ဆက်ပေးရခြင်းဖြစ်ပါတယ်။ဒီသူတူတယောက်ကမှထိခိုက်လူစေခြင်းနဲ့ဆန္ဒမရှိဘူး။ဒါပေမဲ့အမြင်မတော်တာတွေကိုတင်ဆက်ပေးနေတဲ့ channel ဖြစ်တဲ့အတွက်ကြောင့်အမြင်မတော်တာတွေကိုတင်ဆက်ပေးရမှာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစောပါကျွန်တော် channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုပါရစေဗျာ။